တခါတုန်းကစမ်းကြောင်းတစ်ခုပေးမှာကျိုးမင်အိုကြီးတမင်ပေါောက်ရောက်နေတယ်။တနေ့မှာကျိုးမင်အိုကြီးထံကကျွန်းသစ်စေလေးလေးစေဟာစမ်းကြောင်းလေးတဲကြရောက်ပြီးတော့ရေစီးနဲ့အတူမျောပါသွားတယ်။ကျိုးမင်အိုကြီးကကျွန်းစေလေးတွေကိုလှမ်းပါတယ်။ကလေးတို့ရဲ့မင်းတို့ဟာကဘာပေါ်မှာအမာကျော်ဆုံးတစ်ပင်နေဖြစ်တယ်။ကဘာပေါ်ကသက်ရှိတွေနဲ့ဘဝချင်းကိုကောင်းကောင်းအကျိုးပြုနိုင်တဲ့သူတွေဖြစ်အောင် နေထိုင်သွားကြပါလို့လမ်းမလိုက်တယ်။ကျွန်းစီလေးတွေလည်းဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောပြီးရေစီးနဲ့အတူနေရာအတိတ်ကိုလိုက်ပါသွားကြတယ်။နောက်ဆုံးမှကျွန်းစီလေးတွေဟာตายရတဲ့ဂုံးမြင့်တစ်ခုပေါ်ဆိုက်ရောက်ခဲ့တယ်။ကျွန်းစီလေးလေးစီဟာမြေကြီးပေါ်မှာအသီးသီးနေရာယူကြပြီးတော့ရှင်သန်ကြီးထွားကြဖို့ပြင်ဆင်ကြတယ်။ပထမကျွန်းစီလေးဟာငါကြီးလာရင်ဘီးနန်တော်တွေကရွှေငွေကြောက်တဲ့ဗဒမားတွေထဲတယ်။ လှပတဲ့တစ်တာကြီးတစ်လုံးဖြစ်ရမယ်လို့ပြောတယ်။ဒုတိယကျွန်းစီတည်းကငါကြီးလိုက်ရင်တော့နန်းတော်ထဲမှာပွဲတော်ကြီးကျင်းပတဲ့အခါအစားအသောက်တွေတည်ခင်းအခန်းနဲ့စပွဲကြီးဖြစ်ရမယ်လို့ပြောတယ်။တတိယကျွန်းစီတည်းကငါကြီးလိုက်ရင်ဘင်ကြီးစီးရဲ့ရွက်လေကြီးလှုပ်ပြီးပင်လယ်အနက်လျှောက်သွားမယ်လို့ပြောတယ်။သရုတ်ထသစ်စီတည်းကတော့ငါကြီးလိုက်ရင် ဘရင်နန်တော်တွေကညီလာခံမှာဘရင်ကြီးထိုင်တဲ့ရွှေပလင်ကြီးလုံမယ်လို့ပြောတဲ့အချိန်တန်ကြတော့ကျွန်းစစ်လေးတွေကနေအောင်ကြီးနဲ့နေကြီးတွေရဲ့အာဟာရတွေစားသုံးပြီးကျွန်းမငယ်လေးတွေဖြစ်လာကြတယ်။တပြေးပြေးနဲ့သူတို့ဟာအတူတူပဲကြီးထွားလာကြပြီးတော့တစ်ကလက်အုပ်တွေထက်တောင်မြင့်တဲ့ကျွန်းမကြီးတွေဖြစ်လာကြတယ်။တရက်မှာကျွန်းမကြီးလေးပင်ရှိရအောင် လူငယ်ကုန်တဲ့တယောက်ယောက်လာပြီးတော့ကျွန်တော်ကလဲရီနဲ့ကုန်ပစ္စည်းတွေလှည့်လည်ရောင်းချတဲ့ကုန်တွေတယောက်ပါကျွန်တော်ကုန်စီတွေထည့်ဖို့အတွက်ခိုင်ခန့်တဲ့တိတ္တတလုံးမရှိလို့ကျွန်တော်နဲ့လိုက်ခဲနိုင်မလားခင်ဗျာလို့ဂျိုးမင်းကြီးတွေကိုမေးလိုက်တယ်။နန်းတော်တွေကယရနာတိတ္တဖြစ်ခြင်းနဲ့ပထမဂျိုးမင်းလေးကကုန်တွေလူငယ်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခြင်းတာကြောင့်ကျွန်တော်ကိုခေါ်သွားပါတင်လူအပ်နေတဲ့တိတ္တပြုလို့ ျွန်တော်လိုက်ခဲ့ပြီးပါမယ်ဆိုပြီးလိုက်ပါခဲ့တယ်။ရဲတံကြတဲ့အခါလေသမားကြီးတယောက်ရောက်လာပြန်တယ်။လေသမားကြီးကလေပင်မုန်တိုင်းကြောင့်ကျွန်တော်စပားချွေလေးတဲ့ရဟတ်ကြီးပျက်စီးသွားလို့ရဟတ်အစိပ်ပိုင်းနေပြုလုပ်ဖို့လိုအပ်နေပါတယ်။ကျွန်တော်နဲ့လိုက်ခဲ့နိုင်မလားခင်ဗျာလို့မေးပြန်တယ်။နန်းတော်ထဲမှာအစားတောက်စပွဲဖြစ်နေတဲ့ဒုတိယချုံမင်းလေးကอืม လယ်သမားကြီးပါချွေလေးကိုကူညီနိုင်တယ်လည်းကောင်းပါတယ်လေလို့တွေးပြီးလယ်သမားကြီးနဲ့လိုက်သွားပါတယ်။နောက်ရပောင်းများစွာကြတဲ့အခါလူငယ်တယောက်ရောက်လာပြန်တယ်။လူငယ်ကကျွန်တော်ကမြေကန်းတစ်ပတ်တစ်ဆက်ကဇာသားတွေကိုမြစ်ကိုဖြတ်ပြီးသွားလာနိုင်အောင်ဝန်ဆောင်မှုပေးနေတဲ့လေထိုးသားပါ။ကျွန်တော်အသုံးပြုနေတဲ့ကရိုးလေလေပြည့်စည်သွားလို့လေအစ်စ်တစ်စင်းတိဆောက်ဖို့ကျွန်တော်နဲ့ လိုက်ခဲ့နိုင်မလားခင်ဗျာလို့မေးပြန်တယ်။ဘရင်ရွက်လေထိတ်ကရုတ်တူကြီးဖြစ်စင်းတဲ့တတရာကျွန်းစီလေးကလူငယ်ကိုကူညီဖို့သဘောတူလိုက်သွားခဲ့ပါရဲ့အနေငယ်ကြတော့မိသားစုတစုဟာနောက်ဆုံးကျန်တဲ့ဂျိုးမင်းကြီးရှိရာကိုငိုယိုပြီးရောက်လာခဲ့တယ်။သူတို့ကဂျိုးမင်းကြီးကိုကျွန်တော်တို့နေတဲ့တဲအိမ်လေးလေပြင်းတဲ့ညောင်ပြူလဲသွားလို့အိမ်တည်ဆောက်ဖို့ကျွန်တော်တို့နဲ့လိုက်ခဲ့နိုင်မလားခင်ဗျာလို့မေးကြတယ် ဒရုဒ္ဓကျုံမင်းလေးကကျွန်တော်ကဘရင်နန်းတော်မှာရွှေချထားတယ်။ခန့်ညားတဲ့ပလင်ကြီးပဲလှုပ်ရှင်တာပါ။တင်းတို့နဲ့မလိုက်ခဲ့နိုင်ပါဘူးလို့ပြန်ဖြေတယ်။မိသားစုလည်းစိတ်ပျက်သွားပြီးအခြားသစ်ပင်တွေရှာဖို့ထွက်သွားကြတယ်။နှင်းနေငယ်ကြတော့သရုဒ္ဓကျုံမင်းကြီးကပိုမိုကြီးမှဒုက္ခလာခဲ့တယ်။တရက်မှာတော့မမျော်လင့်မဲ့တော်ရတဲ့သစ်ပင်တွေသစ်ပင်အကိုင်းတွေအချင်းချင်းပုတ်တိုက်မိရကနေ။ တော်မီလောင်ကျွမ်းလာပါတော့တယ်။တော်မီကြီးကကျွမ်းကြီးရှိရာကိုလည်းရောက်ရှိလာပြီးတော့လောင်ကျွမ်းသွားတဲ့အခါကျွမ်းလေးဟာရွှေပလင်ကြီးမဖြစ်နိုင်တော့ပဲမိဒီတော်ကြီးဖြစ်သွားပါတော့တယ်။